။မဆုကဒီနောက်တိုင်းဟောပေါလုံးတော်လာဦးဒီချင်းဝါခါစီကောခရောစုခါဟောအားလုံးမင်္ဂလာပါ။လက်ဖြာဆိုရင်ကျွန်တော်တို့ရှမ်းနေနေတကူလာလား။အာနေတေကိုကျူဆိုတဲ့ဒိမန်နဲ့နှစ်ပေါင်း2120ရှိခဲ့ပြီ။အဲရှာနေတေကူပေါ်လာတဲ့အကြောင်းလေးနည်းနည်းလေးပြောချင်တာပါနော်။ကျွန်တော်တို့ကဘာသာတရားကိုအရှိခါမိမ ဇာနေတကူပဲဖြစ်လာတာဒီအဲ့ဒီချိန်တုန်းကတော့ကျွန်တော်တို့ယနေ့တရုတ်ပြည်တို့ရှိတဲ့နေရာမှာပေါ့နော်ချမ်းအနေနဲ့အဲ့မှာ color fit ပြီးကြီးကနေပြီးမှသူ့ရဲ့တားတော်ကိုဒီဟိုတွားပြီးမှပလိတ်ကတုံးပုံကိုတကူခဲ့ပါဆိုပြီးမှတွားလိုက်ခါကြတော့ခိုင်းလိုက်တဲ့ခါကျအဲ့ဒါသူ့ရဲ့တားတော်တကူတယ်သူ့ရဲ့တားတော်ကဒီကျွန်တော်တို့ရှမ်းနိုင်ငံကိုပြန်ရောက်တဲ့နေ့ကို အတီမာပြည်တော်အနေနဲ့အရှိယချမ်းတက်ခဲ့တက်ခဲ့တဲ့ကုံဖြိုပြီးမှယနေ့အချမ်းတက်ခဲ့ကိုစပြီးမှတန်တီဆောက်ခဲ့တာပါနော်ကျွန်တော်ကျွန်တော်ချမ်းလက်ထဲကိုပလေးကတ်တုံးကိုချမ်းစာနဲ့ရောက်တဲ့နှစ်ကို အစတီပြီးမှဒါချမ်းတက်ခဲ့ပြန်စခဲ့တာဖြစ်ယနေ့ချိန်ဆိုတော့နှစ်ပေါင်း2120တင်းတင်းပြည့်ခဲ့ပါပြီ အဲ့ဒီမှာရှာနေအနေနဲ့ကတော့ရှာနေကညီရဲ့တီထောင်ခဲ့ကြတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အခုနှစ်ပေါင်း2000ကျော်အတွင်းမှာချမ်းစာတွေကဘာကြောင့်ကျွန်တော်တို့အားနေသွားကြတာလဲဆိုတဲ့ကဏ္ဍလေးတွေပေါ့လေအဲ့ဒါလေးကိုကျွန်တော်ဆက်နွယ်ပြောခြင်းလို့ပါဒါဆိုရင်တော့ကျွန်တော်တို့ဒါပရပိုက်စာပါအဲချမ်းစာနဲ့ရေးတာလားဒီစာဆိုရင်တော့နှစ်ပေါင်း100ကျော်ရှိတော့ပါပြီဒီ parabike ဒါဒါမိုင်းကန်ဆက်ကုနဲ့ရေးထားတဲ့စာလေးတွေပေါ့နော်ဒီစာဆိုရင်တော့ဒါက နစ်ပေါင်း100နီးနီးတော့ရှိပါသေးတာအင်တော်ကြီးကနေမှပေးလာတဲ့ဆရာတော်ဘုရားတွေရေးထားတဲ့ဇတ်တော်ဒီရဲ့စာတွေပေါ့အာဒီဒီစာလေးတွေဒီစာဒီစာအကြောင်းအာအတူတူပါပဲဒီကွာတွေကဒီမိုက်ကဆက်ကနေရေးထားတဲ့ဇာတွေကကျွန်တော်တို့ဒါဒီစာလေးတွေပေါ့နော် ။အကျွန်တော်တို့ချမ်းစာတွေကခုနောက်ပိုင်းမှာစာတတ်တဲ့တွေနင်းလာတယ်။နောက်ပြီးတော့ကျွန်တော်တို့စာဖတ်တဲ့တွေနင်းလာတယ်။ဟိုတုန်းကဆိုရင်တော့တာရင်နာရင်ကပြည့်စာဝိုင်းလောင်းဆိုတဲ့ဆရာကြီးတွေကကျွန်တော်တို့ဆိုအိမ်မှာခုနှစ်ရက်ခုလီစာဖတ်ကြတာရှိတယ်။ဘာကြောင့်နင်းလာတာလဲဆိုတာလေးဒါကျွန်တော်အနေနဲ့ရှင်းပြခြင်းလို့ပါ။အဲ့ဒါချမ်းနေနေတဲ့ကူနဲ့အတူပေါ့နော်။ကျွန်တော်တို့ချမ်းနေကခုနောက်ပိုင်းမှာကျွန်တော်စာပေရင်ချင်းမှုလောက်တာနိုင်ငံရေးနဲ့မပတ်တဲ့ရဘူးဆိုရင်မှချမ်းနိုင်ငံရေးတွေကိုဖွဲခြားခဲ့တာတွေလည်းအများကြီးရှိပါလေ အဓိကတော့စာပေတိုးစာပေမြင့်မှလူမျိုးတင့်ပါတယ်ဆိုရက်စကရကတခြားမဟုတ်ပါဘူးကျွန်တော်တို့စာပေမြင့်အောင်လုပ်ကြတဲ့နေရာမှာအဲ့မှာအာနာပိုင်ကအဓိကအရေးကြီးပါနိုင်ငံရေးအာနာနဲ့ယူပြီးမှကျွန်တော်တို့အာနာရှိကြီးတဲ့လူကနောက်ကပန့်ပိုးခဲ့မယ်ဆိုရင်ကိုစာပေကိုလူမျိုးတမိုင်းနေရာရေရှိတည်နာခိုင်မြဲပြီးမှမမှန်ကန်ကန်ထိထိနိုင်မှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ဥပမာအနေနဲ့ပြောပြခြင်းပါတယ်ကျွန်တော်တို့ ਨੇ အတူနေ တန်ရင်သာတူဖြစ်တဲ့အရှင်နေငါကျွန်တော်တို့သူ့အကြောင်းကိုမပါမဖြစ်ပါဘူးကျွန်တော်တို့တွေကအမြဲတမ်းသူ့နေနေခဲ့ကြတာဟိုတုန်းကနေသူ့နေခဲ့ကြတာဒါကရှင်စာက1895ခုနှစ်မှာပေါ်ပေါက်လာခဲ့တယ်ဒါမြန်မာပြည်လူနိုင်ရပြီးနောက်ပိုင်းမှာသူတို့စာပေမြင့်တင်လာတယ်အားမြင့်တင်လာဘာဆိုတော့ကရှင်ပြည်နယ်မှာသူတို့ပြည်နယ်ရရတယ်ဒါသူတို့ဒီပြည်နယ်မှာသူတို့ပဲအုပ်ချုပ်ရတဲ့အခါကျတော့သူတို့ရဲ့စီမံခန့်ခွဲမှုကောင်းတဲ့အတွက်ကြောင့်မို့ယနေ့ကရှင်စာနဲ့ဒါအခုမှကြံရံလို့တက်တူကြီးဒီဆောင်နေနေ ကချင်အိမ်နေမှာဆိုရင်တော့လေဓမ္မကျမ်းစာလေးကချင်စာနဲ့ရေးနေနေဖတ်နိုင်ပြောနိုင်တယ်အဲ့အဲ့ဒါပြည့်တွေ့ကြမှုဒါကချင်စာပေရထိထိနာတွေကချင်စကားဘယ်တော့မှသူမပြောင်းနိုင်တဲ့အဆင့်ကိုရောက်နေပါကျွန်တော်ချမ်းနေကြတော့ချမ်းစာလေးရှိတယ်ဟိုတုန်းကရေးတာရှိတယ်အမဖတ်တာမပြောတာဖြစ်တာကကြတော့စာပြောင်းရင်စကားပြောင်းတယ်အဲစကားပြောင်းတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့စကားပြောင်းပြီးတဲ့အခါကျရင်လူမျိုးဟာပြောက်သွားတော့ဗောနော်အဲ့ခါကျတော့ကျွန်တော်တို့ဒီအခုချမ်းနေတိုင်းသားလေး လူမျိုးပြောက်သွားတယ်ငါတော့ဖိုးဖွားတော့ရှားမှာပဲငါကျတော့ဘာမှဖြစ်သွားပြီဆိုတော့စပြောတာတွေကျွန်တော်တို့ချမ်းနေတယ်မှာတော်တော်များများကြားတိရပါတယ်အဲ့ဒါကိစ္စတခြားတော့မဟုတ်ပါဘူးစာပြောက်သွားလို့စကားပြောက်တော့စာဝင်မထိန်းသိမ်းနိုင်ငံပါဘူးအဲ့စာတွေဘာကြောင့်မထိန်းသိမ်းနိုင်ငံဆိုတော့ကျွန်တော်တို့မှစီမံခန့်ခွဲနိုင်တဲ့နိုင်ငံရဲ့အာဏာအုပ်ချုပ်မှုအာဏာတွေမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လာစာပြောက်ရင်ကြောင်းရင်ဖြစ်ပါတယ်အဲ့ဒီစာကြီးတွေပြီးစဉ်ခါတုန်းက အဲ့ဒီအဖိုးကြီးကကျွန်တော်တော့နာမည်တော့မပြောတော့ပါဘူးဒါကတော့ဆရာတော်ဖျားပေးခဲ့တာပါသူတို့ဘယ်လိုထိတင်းခဲ့ရလဲပေါ့နော်အဲ့စာလေးတစ်စောင်တွေ့ပြီဆိုရင်သူတို့ဘယ်လိုဖြစ်ခဲ့ရလဲသူတို့ဘဝလေးဆိုတော့သူတို့တကယ်ချင်းကအသက်ခံလဲရတယ်အဲ့ဒါလေးကအစကျွန်တော်တို့ကြားတိခဲ့ရတဲ့တော့စိတ်မကောင်းပါဘူးကျွန်တော်စိတ်မကောင်းတဲ့ခါကျတော့တနေ့ကျရင်တော့ဒါနိုင်ငံရေးလုံမယ်နိုင်ငံရေးအာဏာရတဲ့ခါကျရင်ငါတို့လူမျိုးငါတို့ပြန်မြင့်တယ်အောင်လဲကြိုးစားမယ်တစ်ဖက်မှာနိုင်ငံတိုးတက်ရေးလုံမယ်ဆိုတဲ့စိတ်ဆန္ဒကိုကျွန်တော်ပိုင်ဖြတ်ခဲ့တာဒီစာပေတွေကကျွန်တော်နိုင်ငံရေး လောကထဲတွန်းပို့ခဲ့တာဖြစ်ပါတယ်။အိဆရာတော်ဘုရားကြီးပြောတော့ကဆိုရင်တော့သူเจ้ามาတဲ့အချိန်ကြီးလာချတယ်။သူဆိုတော့เจ้าတိုင်မှာအောင်ဝက်ခွေးလုပ်ဖို့မှာเจ้าတိုင်အကောင့်တော့မှာထည့်ထားရတာပေါ့နော်ဒီစာတွေဟိုထိတ်တင်းခဲ့တာဆရာတော်ဘုရားကြီးတွေထိတ်တင်းခဲ့ကြတာ။ဒါသူတို့စာပေဒီစာလေးကိုတွေ့တာနဲ့ပဲနဲ့လူတက်တချောင်းကိုအသက်ခံရတဲ့အဆင့်ဆိုတော့ကျွန်တော်လည်းဘယ်စိတ်ကောင်းမှာလဲ။ဒီစာကဘာမှတော့နိုင်ငံတော်တော်လာတဲ့စာလည်းမဟုတ်ဘူး။ညာအရီမီယာစာတော်ကြီးတော့ဇာကြီးဆယ်ဖို့ရေးထားတဲ့စာတွေပါ။ဒါဘုရားဖြစ်တော်စင်တွေရေးထားတဲ့စာတွေ ဒါလေးတွေကကျွန်တော်တို့လူမျိုးစာနဲ့ရေးထားတဲ့အတွက်ကြောင့်မို့ဒါလေးကိုတွေ့ရင်တပ်ပစ်ခံရလဲဆိုတဲ့ကိစ္စမျိုးကြားတည့်ရခါကျအင်တန်ဝါနေပါတယ်။ညကြောင့်မနေ့ဖြာဆိုရင်ကျွန်တော်ချာနေတိကူပါတော့မယ်။ချာနေနေနဲ့နိုင်ငံရေးကို မမေ့မလျော့ကျွန်တော်တို့အမြင်သာအစဉ်တစိုက်လှုပ်ဆီခြင်းပါတယ်။စာပေရင်ကျင်းမှုလှုပ်တယ်ဆိုတာနဲ့ကိုယ့်အမျိုးသားတုတ်တဲ့ရေးလှုပ်တဲ့အတွက်ကြောင့်မို့စာပေရင်ကျင်းမှုလှုပ်တဲ့လူကိုပန့်ပိုးပေးဖို့နိုင်ငံရေးလှုပ်တဲ့လူကနိုင်ငံရေးအာဏာရဖို့လိုပါတယ်။နောက်ဒီနေ့ဒီချိန်မှာ ျွန်တော်တို့ချမ်းနေမစည်းယုံဘူးဆိုရင်ဘယ်ချိန်မှစည်းယုံပါတော့မလဲတို့တဲ့ကြောင့်မို့ကျွန်တော်စာပင်မြင့်တင်ရင်ကျင်းမှုမြင့်တင်ရင်ဆောင်ရွက်ကြဖို့အတွက်ကိုကျွန်တော်အဓိကမာဂျင်တာတော့ချမ်းနေအနေနဲ့ယနေ့ရွေးကောက်ပွဲကြီးမှာလဲညီညွတ်ညွတ်နဲ့ကို့အမျိုးသားပါတီကိုမဲထည့်ပေးကြဖို့ဆိုရက်ဒါနာလေးကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်